ဆရာဒေါက်တာဖြိုတီဟာရဲ့စာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ဆရာရဲ့ဉာဏ်သက်ခြင်းတတ္တိနဲ့ဉာဏ်ပညာဆိုတာလေးကိုတင်ဆက်ခြင်းပါတယ်ရှင်။ဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ဉာဏ်သက်ခြင်းတတ္တိနဲ့ဉာဏ်ပညာလူတယောက်ရဲ့ပျော်ရွှင်မှုအတွက်သူနဲ့ဆိုင်တဲ့ internal factors တွေရှိတယ်လို့ပြင်ပအခြေအနေလို့ပြောလို့ရမယ့် external factors တွေကလည်းအရေးပါပါတယ်။ internal factors တွေထဲမှာ personality trait လို့ခေါ်တဲ့ကိုယ်ရည်ကိုယ်သွေး attitude လို့ခေါ်တဲ့ခံယူချက်စိတ်ကိုဘယ်လိုပြုပြင်ထိန်းချောင်းနေသလဲစတဲ့အချက်တွေပါတယ်။ပျော်ရွှင်မှုကိုအတွင်းကနေပြင်ပစီတိဆောက်ခြင်းလို့နားလည်ထားနိုင်တယ်။ရင်းဆိုင်နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးအကောင်းမြင်စိတ်မွေးမြူခြင်း၊မျှော်လင့်ချက်ထားရခြင်းတရားထိုင်တာလို့ mindfulness လေးခြင်းငံတွေလှုပ်ဆောင်ခြင်းဒါတွေကို internal factors တွေကိုဖြည့်ဆည်းနေတာလို့ပြောလို့ရတယ်။ external factors ဆိုရက်ပြင်ပအခြေအနေတွေထဲမှာတော့စားဝတ်နေရေးဘယ်လောက်အဆင်ပြေတယ်လဲ လုံခြုံမှုဘယ်လောက်ရှိသလဲမိတ်ဆွေပေါင်းတဲ့အိမ်တော်ရဲ့မိသားစုစားတဲ့ relationship တွေဘယ်လောက်အဆင်ပြေသလဲအနာဂတ်ကရည်ရည်တည်ချမှုရှိသလားကားဝန်နဲ့လူမှုပတ်ဝန်းကျင်မှာရှင်သန်နေရသလားဒီလိုချက်တွေပါဝင်ပါတယ်ဒါတွေမပြည့်စုံဘဲနဲ့လည်းလူတစ်ယောက်ကပျော်ရွှင်မှုမဖြစ်နိုင်ဘူးဘယ်လောက်ပဲစိတ်ထားတက်နေပါစီပေါ့တချို့လည်းစားစားရရာအဆင်ပြေနေပါရဲ့နဲ့သူ့ဘဝသူမကျင်မနဲ့မပျော်မရွှင်ဖြစ်နေကြပြန်တယ်ပျော်နိုင်ပါရဲ့နဲ့ပျော်ဖို့မိနေကြသူတွေပေါ့ဒါကြောင့် လူဖွဲ့စည်းကိုပျော်ရွှင်စေချင်တာပဲဖြစ်ဖြစ်ကို့တကူစာပျော်ရွှင်ဖို့အတွက်ဖြစ်ဖြစ်ဒီနှစ်ပိုင်းကိုဟန်ချက်ညီညီလှုပ်ဆောင်ဖို့လိုပါတယ်ခါလေးကျကျွန်တော်တို့က internal fighters တွေကိုပဲအာရုံစိုက်နေပြီးတတ်တယ်အခုလိုချိန်ဆိုရင်ပြင်ပအခြေအနေတွေကဘယ်ပိုင်းမှမအဆင်ပြေမနေဘူးမဟုတ်လားဒီတော့စိတ်ကိုဘလို့ထားတရားကိုဘလို့နှလုံးသွင်းစသည်ဖြင့်ပဲအကြံပေးကြတယ်နားကြကြတယ်ရင်ဆိုင်ရတဲ့ပြင်ပပြဿနာတွေပြည့်လည်သွားဥမာစာဝင်နေရင်ငွေရေးချေး relationship ဒါရီရဲ့ရေတောင်းမြစ်ဖြစ်တဲ့နိုင်ငံရေးအခြေအနေပြောင်းလဲသွားအောင်တော့ဝိုင်းဝန်းပြီးအားထုတ်မပေးကြဘူး၊ကူညီမပေးကြဘူးဟောတခါတခါကြပြန်တော့လည်းပြန်ပမှပြဿနာဒီလောက်မရှိပေမဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာစီမံမှုအားနဲ့လို့မပြောမရွှင်ဖြစ်ကြရပြန်တယ်တကယ်တော့ဘလို့အခြေအနေမှာမှပြောနိုင်နေရဆိုတဲ့သတ်မှတ်ချက်မရှိပါဘူးအဲ့ဒီလိုဘယ်နှစ်ဘယ်ရွေ့မှပြောနိုင်မဲဆိုပြီးဆောင်းလိုက်နေတဲ့သူကလည်းဘယ်တော့မှပြောရမှာမဟုတ်ဘူးကြုံလာရတဲ့ပြဿနာတွေကိုရင်ဆိုင်မယ်ဖြေရှင်းမယ် ကိုကိုကိုတိုးတက်မြင်မအောင်တိဆောင်မယ်စိတ်ကိုအထားတတ်အောင်လေ့ကျင့်မယ်လက်သင့်ခံနိုင်အောင် ကြိုးစားမယ်နေ့ရက်တိုင်းကိုပြည့်ပြည့်ဝဝဖျက်တမ်းမယ်ဒီလိုလူတွေအတွက်ပဲဖြောရှင်ချင်းကရှိနိုင်ပါလိမ့်မယ်ဒါကြောင့်ခရီးယန်တွေပြောလို့ရှိရဲ့ဆူတောင်းတစ်ခုကိုသိတဲ့ဘောကြတယ် The serenity to accept the things I cannot change the courage to change the things I can the wisdom to know the difference ကိုမပြောင်းလဲနိုင်တဲ့အရာတွေကိုလက်သင့်ခံနိုင်လောက်သောညီတက်မှုကိုပြောင်းလဲနိုင်တဲ့အရာတွေကိုပြောင်းလဲရတဲ့တက်သည့်အဲ့ဒီနှစ်ခုကြားကခြားနားမှုကိုသိနိုင်လောက်သောဉာဏ်ပညာတို့နဲ့ပြည့်စုံပါစေတဲ့ခုပျော်ရွှင်မှုကိုရှာဖွေရမှာလဲဒီသုံးချက်ကလိုအပ်ဆုံးဖြစ်လိမ့်မယ်ထင်ပါတယ်ဒေါက်တာဖြိုးတီဟာ9ရက်5လ2025နောက်တစ်ပုဒ်ကတော့ရီမောခြင်းနဲ့ဟာတာဉဏ်ဖြစ်ပါတယ် ရည်ရာကကျမ်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဆိုတာတော့တော်တော်များများသိပြီးကြမယ်ထင်ပါတယ်။နှလုံးအဆုတ်ကြွက်သားစားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအလုတ်ပိုလုတ်လာတဲ့အုံနောက်ကနေလဲအန်ဒိုဖင်ဟော်မုန်းကို ထုတ်ပေးလို့ခံစားချက်တွေအဆင်ပြေလာတဲ့စိတ်ဖိစီးမှုကိုရော့ချစေတယ်။သွေးလည်ပတ်မှုကိုလည်းကောင်းစေတယ်။ဒါကကာလတို့တရားမှုတွေရည်ရှိမှာဆိုလဲကိုယ့်ရဲ့ကိုယ်ခံအားကိုမြင့်တက်စေတယ်။နာကျင်မှုတွေကိုတတ်တာစေတယ်။အဓိကအကြောင်းကတော့ ဘဝကိုအပြုတ်တော့ဆောင်စွာဖြတ်သန်းနိုင်လာမယ်အကောင်းမြင်တတ်လာမယ်ဆက်ဆံရေးတွေအဆင်ပြေမယ်အဲ့ဒီလိုပြေတဲ့အတွက်ဘဝနဲ့ပတ်သက်လို့လည်းခြေနဲ့နှစ်သက်မှုရလာမယ်ပျော်ပျော်နေတဲ့သူတွေစိတ်သိမ့်မညစ်တတ်သူတွေဒုက္ခရောက်နေချိန်တောင်ဟာသပြောနေနိုင်သူတွေကိုမြင်ဘူးတွေ့ဘူးကြမှာပါကိုယ်တိုင်လည်းဖြစ်ရင်ဖြစ်နေမယ်အဲ့ဒီခါမှာသူတို့ကြောင့်ကိုယ်မှာတော်လေးစိတ်ချမ်းသာရအဆင်ပြေရတာကိုခံစားမိကြလိမ့်မယ်ဟာသညာရွှေနဲ့လူတယောက်အဖွဲတဲရှိနေရင်အမြဲတဝါဝတဟာဟာနဲ့ဖြစ်နေတတ်တယ် တနေ့အရာသွားလို့သူပါတယ်ဆိုရင်ကိုပြောနေကြတာအစည်းအဝေးတွေတင်တဲ့နေမှာဆိုလဲတယောက်နဲ့တယောက်ကြားကအေးဆက်မှုတွေကိုသူတို့ကအရေးဖြောပြစ်နိုင်တယ် ice breaking လုပ်ဖြစ်နိုင်တယ်ပေါ့ခက်ခဲတွေပြဿနာတွေကြုံရရင်လဲကိုကတော့အားပေးနေကြမလို့ပဲနဲ့သူတို့ဘာသာသူတို့အေးအေးဆေးဆေးကြောဖြတ်နိုင်တယ်ပတ်ဝန်းကျင်တွေတအားကြီးဝင်ပြီးနေကြမလို့ဘူးဟုတ်ပြီဒါပြင်ဟာတညာရှိအောင်ဘယ်လိုလုပ်ရမလဲပြောင်းလဲလို့ရလားပြိုးထောင်လို့ရလားဒီနေရာမှာလဲ nature nurture ဗီဇလာဝင်ကျင်လားဆိုတဲ့နှစ်ပိုင်းရှိတယ်။ပင်ကိုဗီဇကိုကရီရီမောမောနေတဲ့သူရှိမယ်။ဝင်ကျင်နဲ့လည်းဆိုင်မယ်။တချို့ဆိုရီကိုမြည်တတ်တာလေ။ကြုံဘူးကြမလားတော့မသိဘူး။နှစ်ကိုမျက်နှာသားကိုကတင်းတင်းမာမာခက်ခက်ထန်ထန်ဘာကိုမှလည်းမကျင်တတ်တာများတယ်။သူ့ဘာသူလည်းအားမရဘူး။ရီစာတွေ့ရင်တော့သူ့စိတ်ကိုလှုပ်မပေးဘူးတင်းခံနေတာမျိုးပေါ့။ဘဝအခြေအနေနဲ့လည်းဆိုင်ကောင်းဆိုင်မယ်။ဘာပဲဖြစ်ဖြစ်လှုပ်လို့ရနိုင်တာတချို့ကတော့တိကိုကိုပြောရွှင်စေတဲ့အရာကိုအာယုံဆိုင်ပါနှစ် စိတ်ကိုလှုပ်ပေးပါရည်စာတွေ့ရင်ရည်လိုက်ပါ Facebook မှာဆိုဟဟပေးပြလိုက်ပါတော့တယောက်ယောက်ကရည်စာပြောနေရင်ကိုလည်းဝင်ပြောပါလေကိုမှမရှိတာတွေကို တွေးနေမှစာရှိတာတွေကိုတွေးပါကိုမလောက်နိုင်တာတွေကိုတွေးနေမှစာလောက်နိုင်တာတွေကိုတွေးပါနော်လူမှုကွန်ရက်အင်တာနက်ပေါ်ကရည်စာ page တွေလူတွေကို follow များများလောက်ထားပါဒါမှမဟုတ်လေဟာသရုပ်ရှင်တွေကြည့်ပါဟာသစာအုပ်တွေဖတ်ပါတကယ်တော့အခက်အခဲတွေကြုံလဲရီမောနိုင်နေဆိုတာကပေါ့ပေါ့တန်တန်ရော့ရော့ရဲရဲဖြတ်တန်းမှုမဟုတ်ဘူး ဖြစ်တယ်လို့နေဖို့လည်းမဟုတ်ဘူး It is not the end of the war ဒါကမှပြတ်သွားတာမဟုတ်ပါဘူးကွာအေးဆေးပေါ့ဖြေရှင်းလို့ရနေတယ်ရေဒါပြဿနာမဟုတ်ဘူးဒီလိုစိတ်နေသဘောကမျိုးထားနိုင်မှုဖြစ်ပါတယ်ဒုက္ခတွေကိုအပြုသဘောဆောင်တဲ့ရှုထောင့်ကနေကြည့်တတ်ခြင်းပေါ့မတ်မဂန်နီကလည်းရေးခဲ့ဘူးတယ် If I had no sense of humor I would long ago have committed suicide ကျုပ်မှာဟာသညာန်တာမရှိဘူးဆိုရင် ကိုကိုကိုတတ်သိသွားတာ ကြာလာပြီတဲ့ဒါကြောင့်အခုလိုခက်ခဲချက်တဲလာတဲ့ကာလာကြီးမှာဘဝကိုရည်ရည်ပေါင်းပေါင်းနဲ့ရှင်သန်နေတိုင်းဖို့ကလည်းတိတ်အရေးကြီးပါတယ်။လေးနဲ့တင်းတဲ့နေရာမှာလေးနဲ့ပြီးပော့ပါတင်းတဲ့နေရာမှာပော့ပါအောင်ချိန်ဆနေတိုင်းတက်ချင်းသည်ဘဝမှာရှိထားတဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။22ရက်8လ2023ဒေါက်တာဖြူတီဟာနောက်ထပ်လဲဆရာရဲ့စာကောင်းများကိုတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတို့ကြပါ Thank you.